ရာမန်းတင်ဤဒုတိယကျင်းထွေသောမြို့ပိုင်မောင်ပြုံးချူစာအုပ်မှာမဆလာလိုအမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။တနေ့သောညနေဆောင်တွင်မြို့ပိုင်မောင်ပြုံးချူဟာမဆလာရွာသို့ရောက်လာပြန်လေတယ်။ထိုရွာဟာအရင်တစ်ခေါက်သူရောက်လာစဉ်ကနေလာလာမြမတူတော့ချေအထူးတာတော့တာယာရှိလာတော့တယ်။ခက်လန်းလန်းမှပင် ရွာကိုဝင်းရံလျက် ဝါးတံများနှင့်ကာထားသည်ကို တွေ့ရလေတယ်။ရွာတွင်သို့ဝင်သောအခါရှစ်တောင်ခန့်ကျဲသော တကမာကြီးမှဝင်သွားကြရလေတယ်။ဤတကားကြီးများကိုညစ်အခါပိတ်၍ဤကင်းထဲတွင် ကင်းသမားလေးယောက် အလှဲ့ချဆောင်ကြပါရယ်။ရွာထိပ်မှလာရောက်ကြိုးဆူကြသောတကြီးမင်းနှင့်လူကြီးများကမောင်ပြုံးချူအားပြောပြလေတယ်။မောင်ပြုံးချူဟာတိုက်ရက်စွာ ဆောက်လုပ်ထားသောကင်းတဲကိုလည်း တွေ့မြင်ရလေတယ်။ရွာလေလန်းတစ်လျှောက်ကိုရှောက်လာကြရာဒီရွာလေလန်းကြီးကိုလည်းမြင့်အောင်ဖို့ထားပါရယ်။မိုးရင်းအခါရေစီးဖို့ဘေးမင်မြောင်းကြီးများကိုလည်းတူးထားပါရယ်။လူကြီးတယောက်ကရှင်းပြလေတယ်။ဤအတိုင်းရှောက်လာခဲ့ရာလမ်းဘေးရှိသော ရေတွင်းတစ်ခုတွင် မိမ့်မပြိုတသိန်းရေခတ်နေကြတာကို တွေ့မြင်ရလေတယ်။ဒီရေတွင်းနားမယ်ဘသူမှရေမချိုးရပါဘူး။အများအတော့ တန်တန်ရှင်ရှင်ရှိအောင်လို့ဒီရေတွင်းကရေကိုခတ်ယူသုံးဆွဲဖို့ပဲ ခွင့်ပြုပါတယ်ဒီအနားမှာရေချိုးမယ်ဆိုရင်အညစ်အကြေးရေတွေရေတွင်းနဲ့စိတ်ဆင်းမှာစိုးရင်ရတဲ့အကြောင်းရွာသူရွာသားတွေနားလည်အောင်ပြောပြထားပါတယ်မိမပြိုတသိန်းဟာရင်ကျေးတိမ်မွေသောအမှုရာဖြင့်အိန္ဒြေရစွာ ရေခတ်နေကြလေတယ်တဦးကိုတဦးကုညီရိုင်းပင်သောစိတ်တည်းလဲထားရှိကြလေတယ်တဦးရေအိုးကို တဦးကပင့်ပေး၍တဦးရေဦးမပြည့်သေးလင်လေအခြားတဦးကငင်ထက်ပေးနေတာကို တွေ့ရလေတယ်ထိုမှဆက်လျှောက်သွားကြပြန်သောအခါမြင်မာသောညှော်စင်ကြီးတစ်ခုကိုတွေ့ရှိရလေတယ်ညှော်စင်ပေါ်တွင် အင်ဂျီနှက်ပြဆင်တူဝတ်ထားသောတငယ်တယောက်ရက်နေတာကို တွေ့မြင်ရလေတယ်မောင်ပြုံးချူတို့ထိုအနားသို့ရောက်သောအခါညှော်စင်ပေါ်မှာ တန်ချောင်း၅ချက်ခောက်တန်ကြားရလေတယ်။မျောစင်အောက်တွင်ထိုးထားသောတပ်ကင်မူထင်ရန်ကာတဲအတွင်ဝယ်ယူနီဖောင်းနဲ့တငယ်အချို့ ထိုင်နေကြတာကို တွေ့မြင်ရလေတယ်။အချို့စာဖတ်လျက်အချို့ကြားကစားလျက်ဒီဟာကတော့အပျော်ရမ်းမိသက်အသည်မှာဒီမျောစင်နဲ့အဆောက်အုံများကိုလည်းဒီရွာသားများကပဲစုပြီးလုပ်ကြပါတယ်။ဒီရွာကရွာသူရွာသားများဟာပြည်သူတော်ဝင်ကိုတိကြပါတယ် အစသာအရာရာအစိုးရကိုကြီးအားကိုးနေလို့မဖြစ်ဘူးဆိုတာကိုလည်းသိကြပါတယ်ပြောရင်းဆိုရင်ရှောက်လာကြပြန်ရာ အောက်ခြေမြင့်မြင့်စောက်လုထားသောကင်းတဲတစ်ခုသို့ရောက်သွားကြလေတယ်ထိုအဆောက်အုံပေါ်တွင်ကာကီယူနီဖောင်းများကိုဝတ်ဆင်ထားကြသောလူလင်ပြိုများကို တွေ့မြင်ရလေတယ်ဒီတငယ်တွေက ကြေးရွာကာကွယ်ရေးအဖွဲ့ဝင်များပါအစိုးရပေးအပ်ထားသော လက်နက်များကိုကင်ဆောင်၍ညစဉ်အလှည့်ကြ ကြေးရွာသူစောင့်ရှောက်ကြပါတယ်။သူတို့ဟာနေ့လယ်နေခင်းလဲမိမိတို့ဝန်းစာအတွက်လောက်ကန်ရလေတော့တယောက်လင်းခုနှစ်ရက်တစ်ပတ်တစ်ခါလောက်သာဝတ္တရားကြပါတယ်။ထိုအဆောက်အအုံရှိတွင် အတန်ကြာအောင်ရက်ကြည့်နေပြီးနောက်ဖဲခဲ့ပြန်ရာလမ်းတစ်လျှောက်လုံးရွာဤအခြေအနေကိုကြည့်၍အထူးပီတိဖြစ်နေလေတယ်။ရွာအတွင်းရှိအိမ်တို့သည်လည်းမိမိတွေ့ဘူးတကယ်သူဟိုတလုံးဒီတဆောင် အယမ်းမဲ့စောက်လုတ်ထားခြင်းမဟုတ်ပဲသူ့အတန်းနဲ့သူ ရှင်လျက်သူ့အကွက်နဲ့သူ စနစ်တကျစောက်လုတ်ထားတာကို တွေ့ရလေ။အိမ်အသီးသီးတို့ဒီလေမိမိဝင်းချံနဲ့မိမိတတရရကာယံထားသည့်ဖြင့်ဝင်းချံအတွင်းတွင်လည်းငပြောဩဇာမာလကာ အစရှိသောတတိတဏံပင်များကို စိုက်ထားကြလေတယ်အချို့သောမြေကွက်ငယ်များတွင်မူကားမုံလာမုံညင်း ချင်မောင်ကစွန်အစရှိသော ဟင်းသီးဟင်းရွက်များအပြင် ခတ်တာကြက်မောင်စပယ်မြက်လေးအစရှိသောပန်းမှန်ပင်များနဲ့လည်းတစားစင်လျက်ရှိလေတယ်ဒီရွာကလူတွေဟာမြေစီမြေနှစ်ရဲ့အဖိုးတန်ပုံကိုသိကြပါတယ်ဒါကြောင့်မြေခွက်ရသလောက်အလဟတမဖြစ်စေပဲကောက်ဖဲသီးနှံပန်းမှန်ပင်များကိုစိုက်ပျိုးထားကြပါတယ်ဒီရွာကလူတွေဟာ အားလုံးလိုလိုလယ်သမားကြီးဖြစ်ပေမဲ့ ဟင်းသီးဟင်းရွက်များကိုဝယ်မစားကြရပါဘူးတခြားရွာများကိုပင်သွားရောက်ကြရပါတယ်မောင်ပြုံးချို့တို့ဟာစကားတပြောပြောနဲ့လာခဲ့ကြရာရွာလေရှိ တခုသောမြေကွက်လက်ကြီးသို့ရောက်ပြန်လေ ထိုအတွင်းဝယ်ခလေးတငယ်လူရွယ်တို့ဟာပြေသူပြေလွှားသူလွှားချင်းလုံးခတ်သူခတ်နေပျော်စရာလောကကြီးကိုဖန်တီးလျက်ရှိလေဒီကွင်းကြီးကတော့ကြီးရွာကစားကွင်းကြီးပါပဲညနေတိုင်းဒီကစားကွင်းကြီးထဲမှာ ကျောင်းသားအွယ်ကလေးတွေနဲ့လူငယ်တွေဟာအခုံအပေါက်အပြေးအလွှာကိုလာရောက်လေ့ကျင့်ကြပါတယ်။ဝတ္တရားမကြတဲ့မိသက်အသင်းသားကာကွယ်ရေးအသင်းသားတို့လည်းဒီမဲလာပြီးကျမ်းမာရေးလေ့ကျင့်ကြပါတယ်။ထိုနေရာတွင် အတန်ကြာအောင်ရက်ကြည့်နေကြပြီးနောက်လမ်းကြားတစ်ခုအတွင်းသို့ရောက်သွားကြလေတယ်။သူလျှောက်သွားနေသောလမ်းကနောက်ဖေးလမ်းကြားဖြစ်လေတယ်။ဝဲရာတွင် လုံခြုံစွာဆောက်လုပ်ထားသောအိမ်သားများသာခြံရံလျက်ရှိတော်တယ်။ သို့တော်လည်းမကောင်းသောအနှံ့ကိုမရမကောင်းသောအနှိဋ္ဌာယုံတို့လည်းမကြုံရဒီလမ်းကြားကတော့နောက်ဖေးလမ်းမှာပဲဒါတွေကလည်းအိမ်သာတွေပေါ့ဒါပေမဲ့တွင်းနဲ့နဲ့တူပြီးလုံလုံချုံချုံကာယံထားပါတယ်အိမ်သာဝကလည်းတကားနဲ့ပိတ်ထားတော့အနှံ့ထွက်ဖို့ဝေးရောရင်ကောင်းတော့မဝင်နိုင်ဘူးထိုလမ်းကြားမှာကြွေ၍ထွက်ခဲ့ပြန်တော့တာနာစွာဆောက်လုပ်ထားအပ်သောအဆောက်အအုံငယ်တစ်ခုသို့ရောက်သွားကြပြန်လေတယ် ထိုအဆောက်အအုံဝယ်ညမာစာအုပ်တွေနဲ့ပြည့်နှက်လျက်ရှိသောဗီရိုကြီးသုံးလုံးကိုတွေ့ရလေတယ်။ရှေလျားသောစပွဲကြီးများပေါ်တွင်လည်းညမာသတင်းစာ၊ဂျာနယ်၊မဂ္ဂဇင်းများကိုချထားလျာလူကြီးလူငယ်၊ယောက်ျားမိန်းမတို့ဟာစိတ်ငြိမ်စွာထိုင်လျက်စာဖတ်နေကြလေတယ်။ဒီဟာကတော့ကြီးရွာစာကြည့်လိုက်ပါ။ညမာစာအုပ်တွေတော့တော်တော်ဆုံးပါတယ်။နေ့စဉ်သတင်းစာတွေမဂ္ဂဇင်းတွေလည်းထားပါတယ်။နေ့လေမယ်မအားတဲ့လူတွေကတော့ ညအချိန်မှလာကြည့်ကြတာပေါ့ညကြမှလာတဲ့လူများအတွက်တော့မီးထွန်းပေးရပါတယ်မောင်ပြုံးချူဟာစာအုပ်စာရမ်းများကို အနှဲငယ်ကြည့်ရှုပြီးနောက်ထိုနေရာမှထွက်ခွာခဲ့ရာလမ်းစုံတစ်ခုတွင် လူတရက်ကြော်ကြော်ကန့်မြင့်သောစင်မော်တွင် ရေဒီယိုတစ်လုံးတင်ထားတာကို တွေ့ရသည့်အပြင် အနားတွင်လည်းလူပေါင်း90ကျော်ခန့်တွေ့ရမြင်ရလေတယ်မောင်ပြုံးချူတို့အနားရောက်သည့်အချိန်မှာပင်စတင်၍အတန်လှင့်လေတယ် ပထမသချင်းတပြားများကိုဖွင့်ပြီးနောက်သတင်းများကိုစတင်ကြီးညာလေးရာ နားထောင်သူပြည်သက်ဟာအထူးစိတ်ဝင်စားလေးရရှိသည်ကို တွေ့မြင်ရလေတယ်ဒီရေဒီယိုကအစိုးရကပေးထားသလားမောင်ပြုံးချိုကမေးလေတယ်ဘယ်ဟုတ်မလဲကျွန်တော်တို့ရွာကစုဝယ်ထားတာပါခိဤလင်မြန်ချင်းကိုကျွန်တော်တို့ရွာသားများသိကြပါတယ်မောင်ပြုံးချိုတို့လူစုဟာထိုနေရာမှာဖဲခဲ့၍တကြီးအိမ်တို့လာကြလေတယ်လမ်းတစ်လျှောက်လုံးတွင် တွေ့မြင်ရသောကလေးတငယ်တို့ဟာအင်းကြီးစုပ်ကိုပင်ဝစ်စင်ထားလင်ကစားတန်တန်ရှင်းရှင်းပြောင်ပြောင်လင်းလင်းရှိသည်ကို တွေ့မြင်ရလေတယ်။သားတယ်မအီတို့သည်လည်းအခြားယွာများတွင် တွေ့မြင်ရသကဲ့သို့နို့တွဲလောင်းနှင့်ပြစ်စလက်ခံမဟုတ်ပဲပိပိဟိဟိရှိလာတော့တယ်။ဒီယွာမဲဝမ်းဆွဲဆရာမလည်းရှိပါတယ်။အစိုးရကထားတဲ့ဆရာမမဟုတ်ပါဘူး။ဒီယွာကတင့်တော်တဲ့တငယ်မတစ်ယောက်ကိုတွားရောက်တင်စီပြီး ကျေးရွာတွင်ရှိမိနေသည်များကိုစောင့်ရှောက်စေပါれ။ဤကဲ့သို့စောင့်ရှောက်တဲ့အတွက်ကာယကံရှင်များကတရာကြီးပူဇော်တာကိုပဲခံယူပါれ။ပြီးတော့စာတင်ចောင်းလဲဒီလိုပါပဲ။ရွာတွေကလူကိုပဲအသင်ခံပြီးရွာက စုပေးတဲ့ထောက်ပံ့ခြင်းနဲ့နေတာပါပဲ။ပြောရင်းဆိုရင်တကြီးအိမ်တို့ရောက်လာကြလေတယ်။တကြီးအိမ်ဒီမခန်းနာလာတော့လဲတတ်တတ်ရရရှိလာတယ်။လူကြီးများနဲ့တကြီးမင်းဟာ မောင်ပြုံးချူအနားတွင်ဝိုင်း၍ထိုင်ကြလေတယ်။တကြီးတူကစကားဆပြန်လေတယ်။ဒီဘွာက လူကြီးလူငယ်ဟာတကြီးမင်းကိုအလွန်မဲယူတည်ကြပါတယ်။တကြီးမင်းကလည်းကြေးရွာသူကြေးရွာသားများကို အထူးဂရုစိုက်ချစ်ခင်တဲ့အတွက်တကြီးမင်းကိုလည်းရွာသားများကချစ်ယူတည်ကြပါတယ်။ချစ်ပြီးယူတည်ရင်ကြောက်ဖို့မလိုတော့ပါဘူး။ချစ်ကြောက်ယူသေးဆိုတဲ့စကားသုံးလုံးမယ်အလဲလုံးကိုဖြုတ်တင်ပါတယ်မောင်ပြုံးချူဟာ ထိုလူကြီး၏ပြောစကားကို အထူးပင်နှစ်သက်လှတော့တယ်ထိုကြေးရွာကလေးဟာตาတော့ตาရာရှိလေစွာ ထိုကြေးရွာသားများသည်နှစ်သက်เสียကောင်းလေစွာအိုးအချင်းတို့ဤကြေးရွာမျိုးတို့မောင်ပြုံးချူရောက်ခဲ့ဘူးသည်ဟု အဆိုရှိပါတယ်သူဆိုတိုင်းယုံရမှလားအခုပြုံးတမင်မေ1949ဆီယမ်တင်ဤဒုတိယကျင်းထုတ်ဝေသော မြို့ပိုင်းမောင်ပြုံးချူစားအောင်မှာမဆာလာလို့အမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါရဲ့ရှင်။